မင်္ဂလာပါရှင်။ငားရဲ့ငားလာမှာ7ရက်ငားလာ2025တပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကိန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာ အလုပ်နဲ့ပတ်သက်ပြီးတော့အခက်အခဲတွေတစ်ခုပြီးတစ်ခုကြုံရတတ်တယ်။နောက်ပြီးတော့အလုပ်ကိစ္စမှာလည်းပဲစကားပြောဆိုတဲ့အခါအနေငယ်ပြဿနာလေးတွေရှိတယ်လို့တွေ့ရတယ်။ဒါကြောင့်ပြောဆက်ပါနော်။တံမိုးကြီးသောပစ္စည်းများထွက်တတ်ပါတယ်အဲ့တော့ထွက်တယ်ဆိုတာကမိမိကအသုံးလိုလိုထွက်သွားရင်တော်ရဲ့အဲ့ဒီလိုမျိုးမဟုတ်ပဲတဲ့ပစ္စည်းတွေပျောက်တာနောက်ပြီးတော့အခိုးခံရတာဒီလိုလေးတွေဖြစ်တတ်ပါတယ်မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့အကူအညီတောက်ပံ့ကောင်းတွေရဖို့ဖြစ်နေပါတယ် အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်များစီစဉ်တကြအစီအစဉ်မှုတွေအရန်ကောင်းနေနောက်တစ်ခုကအိမ်ဝယ်မယ်ဆိုပြီးတော့လုပ်ထားတဲ့ကိစ္စလေးတွေလည်းဝယ်ပြစ်သွားမယ်လို့တွေ့ရပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဝမ်းနည်းစရာထိခိုက်စရာကြည်ကွင်းစရာမျိုးတွေကြုံရတတ်ပါတယ်။ရန်အတိုက်ခိုက်ရှိနေတဲ့တတိထားပါနော်မိမိကိုမနာလိုတဲ့သူမိမိကိုပြန်ဆိုင်နေတဲ့သူမိမိကိုတိုက်ခိုက်နေတဲ့သူဒီလိုလေးတွေရှိတဲ့အတွက်ကြောင့်ဘာသာရေးကိုအရင်ကထည့်ပို့ပြီးတော့လုပ်စီချင်ပါတယ် အခြေအနေနဲ့ပတ်သက်ပြီးတော့ပြိပခါတွေဖြစ်တတ်တယ်အဲ့တော့ပြိပခါဆိုတာအစင်မပြေမှုတွေဇတိုင်ကြုံရတတ်တယ်အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့မိမိနဲ့ကြားထဲမှာအထင်တွင်းစရာအကြောင်းတစ်ခုမဟုတ်ဘူးကြုံရတတ်တယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့မိမိအိမ်တော်ဘက်ကမိမိအပေါ်မှာလူလီသေးမရှိမိမိအပေါ်မှာပံ့ပိုးပေးတာထောက်ပံ့ပေးတာဒီလိုလေးတွေ့ရပါတယ် ကျန်းမာရေးနဲ့ပတ်သက်ရင်တော့ဘေးဥစိတ်ပါဖြစ်တတ်တဲ့ယောဂဝေဒနာဟာဒူးကောင်းလေအကျောညက်သွားတာဒါမှမဟုတ်ရေလဲခြေထောက်တွေအထိုင်အထမကောင်းတာဒါလေးတွေဖြစ်တတ်ပါလေအေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုရင်အလုံးနဲ့ပတ်သက်ပြီးတော့ကိုယ်တည်အလုံးလို့ရတာအခက်အခဲလေးတွေရှိတယ်ပြဿနာလေးတွေရှိတယ်စကားလေးတွေပြောဆိုနေရတယ်ဒီအတွက်ကြောင့်ပူပန်နေရတယ်ဒါကြောင့်မငြိမ်းချမ်းသေးပါကံနဲ့ပတ်သက်ပြီးတော့ကံအား နေပါတယ်။ဒို့ပေမဲ့ထီတူကန်ဆန်းခြင်းနေဆိုရင်တော့တစ်တလုံးထီတူကန်ဆန်းလို့ရပါတယ်။ငွေကြီးလက်လာပါများပွန်လန်းစီမေတပတ်တာလို့တွေ့ရပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့ပုံမှန်မှုတွေချုံငုံပြီးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ခရီးသွားမဲ့ကိစ္စတွေပြည်တွင်းမဲ့ဖြစ်ဖြစ်ပြည်ပပဲဖြစ်ဖြစ်ဒီလိုလုပ်ထားတဲ့ကိစ္စရဲ့မှန်သမျှခရီးနဲ့ပတ်သက်တဲ့ကိစ္စရဲ့မှန်သမျှအစီအပြေစီတဲ့အောင်မြင်စီတဲ့ချောမွေ့စီတဲ့လို့တွေ့ရပါတယ်ဒီတော့တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတို့ ကံထောက်ပံ့ဖြစ်စီတဲ့ရေရရာကောင်းလေးဆရာမပေးချင်ပါသေး။တနင်္ဂနွေသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရေရရာကဘယ်ညက်မစိုးငှက်ငါးကောင်လှုပ်ပေးပြီးတော့မိမိခက်ခဲနေတဲ့အရာတွေအားလုံးကိုအစီအပြေအောင်မြင်သွားမယ်လို့တွေးရပါတယ်ရှင်။မင်္ဂလာပါရှင်။ငားရဲ့ငားလာမှာ17ရက်ငားလာ2025တပတ်တာ တနင်္လာသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးမှာဖြစ်ပါတယ်ရှင်။ ဒီနေ့လာသားသမီးချင်းမိတ်ဆွေအတုံးနဲ့ပတ်သက်ပြီးတော့အင်မတန်မှကံအားကောင်းနေပါတယ်မိမိပြောဆိုတဲ့အတိုင်းမိမိလုပ်ချင်တဲ့ဆန္ဒအတိုင်းလုပ်ငန်းကိစ္စအဝဝအောင်မြင်စေမဲ့တပတ်တာလို့မြင်ပါတယ်ရောင်းရင်းဝယ်ရအဖျားပြဆွေလည်းရောင်းပန်းဝယ်ပန်းဒီပွင့်လန်းစေမဲ့တပတ်တာပါတမိုးကြီးရဲ့ပစ္စည်းတွေထွက်တတ်ပါတယ်ဒါကတော့မိမိအနေနဲ့အိမ်ရောင်းချင်တာဒါမှမဟုတ်ရေမြေရောင်းချင်တာဒါမှမဟုတ်ချန်ဝိုင်းတွေရောင်းချင်တာ ဒါမှမဟုတ်ကားရောင်းချင်တာဒီလိုမျိုးတန်ဖိုးကြီးရဲ့ပစ္စည်းကိုရောင်းထွက်စီတယ်လို့တွေ့ရပါတယ်။မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့ကူညီမှုတွေထောက်ပံ့မှုတွေပံ့ပိုးမှုတွေရရှိစေမဲ့တပတ်တာပါ။အိမ်နဲ့ပတ်သက်ရင်တော့အရင်စိတ်ရှုပ်နေရပါလိမ့်မယ်။အိမ်ပေါ်မှာစိတ်တိုင်းနေကြတာအိမ်ကလည်းပြီးပြီပြောရင်လက်မခံတာမျိုးတွေဖြစ်တတ်ပါတယ်။ရှင်မျိုးသားချင်းစီကမထင်မှတ်တဲ့အကူအညီတောက်ပံ့ကောင်းတွေရောက်ရှိနေပါလေ ရန်အနေရဲ့တိုက်ခိုက်လုံးဝလုံးဝမတွေ့ရပါဘူးရှင်။အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာအင်တန်ပွင့်နေတယ်၊လူချစ်လူခင်ပေါ်နေတယ်၊ချစ်သူရှိနေတဲ့သူဆိုရင်တော့ပြဿနာရှိတာပေါ့နော်။ချစ်သူရှိနေပါလျက်နဲ့အခြားသူတွေရဲ့စိတ်ဝင်စားခြင်းကိုခံရတတ်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်ကမိမိအပေါ်မှာငွေကြီးတော်၎င်း၊လုပ်ငန်းကိစ္စတော်၎င်းဒီလိုအကြံဉာဏ်ကောင်းလေးတွေအပြည့်အဝပေးလာမယ်လို့တွေ့ရပါတယ်။ ကျမ်းမာရေးနဲ့ပတ်သက်ရေးစူးစူးလုံးဝမရှိပါဘူးရှင်။ရခင်ကလေးကကျမ်းမာရေးယောဂဝေဒနာခံစားနေရတဲ့တနင်္လာသားသမီးချစ်မိတ်ဆွေဆိုရင်ဒီတစ်ပတ်မှာအနာနယ်ဆေးနဲ့တွေ့ပြီ။ဆရာကောင်းသမားကောင်းတွေ့ပါပြီ။စီကူတာမှုအောင်မြင်စေမဲ့တစ်ပတ်တာလို့မြင်ပါတယ်။ အေးချမ်းချင်းငြင်းချမ်းချင်းတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့မိမိတီးဘာလေးပဲလှုပ်လိုက်လှုပ်လိုက်ကိုလှုပ်ရတဲ့ကိစ္စလေးတွေမှာအခက်ခဲလေးတွေကြားနေပြီးတော့မှရင်ဆိုင်ကြုံတော့ရမယ့်ကိစ္စလေးရှိတဲ့အတွက်ကြောင့်မအေးချမ်းသေးလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါတယ်။ထီတိုကံဆန်ပဲဆိုရင်တော့6တလုံးထီတိုကံဆန်လို့ရပါတယ်။ဝင်လာတော့ဝီကြီးတွေမိမိလက်ထဲမှာဆိုရင်အဖက်မတည်တတ်ဘူးဒါကြောင့်မိမိကတကယ်လုံးချုံစိတ်ချရတဲ့နေရာတွေမှာထားမယ်ဆိုရင်ပုံပြီးတော့မှအဆင်ပြေပါတယ် အာလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါစိုးရတဲ့ပူပန်မှုမျိုးတော့မတွေ့ရဘူး။ဒါပေမဲ့ကိုလှုပ်ရတဲ့ကိစ္စလေးတွေကိုပြောရတဲ့ကိစ္စလေးတွေဆိုရင်တစ်ကြိမ်တစ်ခါတည်းနဲ့မပြီးပဲနဲ့နှစ်ကြိမ်နှစ်ခါပြောဆိုရတာမျိုးလေးတော့ကျွမ်းဝတ်တပါတယ်။ဒီတော့တနေ့မှာသားသမီးချင်းမိတ်ဆွေတို့ကံထောက်ဖက်ဖြစ်စေတဲ့ရေရရာကောင်းကြီးဆံမပေးချင်ပါတယ်။တနေ့မှာသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရေရရာကတန်ဃာတော်ကို နန်းကြီးသုံးလူတန်းချင်းဖြင့်ဆုံးလောင်းလူချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာပြည်လေသွားမိလူတွေ့ရပါတယ်ရှင်9ရက်9လမှာ17ရက်9လတပတ်တာအင်္ဂါသားသမီးချင်းပြည်စုရဲ့လောက်ကန်ကလည်းစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်အင်္ဂါသားသမီးချင်းပြည်စုအလောက်ကန်ဒီအရန်ကောင်းဒီ အလုံနဲ့ပတ်သက်ပြီးတော့နေရာကောင်းတွေလည်းရတဲ့တင်အယောင်းဝယ်နဲ့ပတ်သက်ပြီးဆိုရင်လည်းရောင်းပန်းဝယ်ပန်းတွေပွင့်လန်းစီတွေမိမိကဘာလေးပဲရောင်းလဲရောင်းလိုက်အယောင်းဝယ်ကောင်းတွေပဲတပတ်တာလို့တွေ့ရပါတယ်တန်ဖိုးကြီးသောပစ္စည်းများဝင်လာဖို့ရှိနေပါတယ်မိစေပေါင်းတင်နဲ့ပတ်သက်ပြီးတော့အကူအညီကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိနေတယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စသင်တန်းနဲ့ပတ်သက်တဲ့ကိစ္စတွေအလွန်ကောင်းနေပါတယ်စီမြူသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ရှုပ်စရာစိတ်ညစ်စရာတစ်ခုပြီးတစ်ခုကြုံရတတ်ပါတယ် ရန်အန်ဒီရေဆူဆူဝါမရှိပါဘူးရှင်မိမိကအချစ်သူခင်သူတွေပေါ်နေတဲ့တပတ်တာလို့လည်းမြင်ပါတယ်အချီးနဲ့ပတ်သက်ပြီးတော့အေးနေမယ်ငြိမ်နေမယ်အေးစစ်စစ်လေးဖြတ်တန်းနေရမယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်အလူတန်းလေးတွေမိသားစုလိုက်လှုပ်ဆောင်နေရတာမျိုးကြုံတွေ့ရမှာပဲဖြစ်ပါတယ်ကျမကြီးနဲ့ပတ်သက်ရင်တော့အဆိုးချိုးမရှိဘူးတို့ပေမဲ့အေးအေးပတ်တာတရားလေးတော့ခန်းစားတဲ့တည်းဒါကြောင့်အနေတိုင်းပြုဆိုင်ပါတော့ အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမဲ့တပတ်တာလို့မြင်ပါတယ်ကိုလှုပ်ဆောင်ရမယ့်ပြီးစားရက်ဒီအစီအစဉ်တကြနဲ့ပုံစံလေးချပြီးတော့လှုပ်ဆောင်နိုင်မယ့်ထဲမှာပါပါတယ်ဆာရွက်ဆာရက်နဲ့ပတ်သက်တာစာချုပ်ဆာရက်နဲ့ပတ်သက်ပြီးတော့ချုပ်ဆိုတဲ့ကိစ္စလက်မှတ်ထိုးတဲ့ကိစ္စမှာအမားအယွင်းလေးတွေဖြစ်တဲ့တည်းဒါလေးကိုတော့သတိထားပါနော်ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါတယ်။ထီထူးကံစမ်းခြင်းနဲ့ဆိုရင်တော့ငါးတလုံးထီထူးကံစမ်းလို့ရပါတယ်။ ဝေးကြီးကိစ္စတွေခေါင်းရှုပ်ရတယ်အဲ့ဒါကရရရှိတာရောပေးရရှိတာရောအင်မတန်ခေါင်းပူနေတဲ့ခေါင်းရှုပ်နေတယ်လို့တွေ့ရပါတယ်အောက်နဲ့ပတ်သက်ပြီးတော့ပူပန်ဆရာချုပ်ကိုပြီးကြည့်လိုက်တဲ့အခါအတိုက်ခံနေကြတယ်ဖောက်ထွက်ပြီးအောင်မြင်စေဘက်တပတ်တာလို့မြင်နေပါတယ်ဒီတော့အင်္ဂါသားသမီးချင်းပြီးဆွေတွေကန်ထောက်ဖက်ဖြစ်စီတဲ့ရေရရာခေါင်းလေးဆရာမပေးချင်ပါတယ်အင်္ဂါသားသမီးချင်းပြီးဆွေပြုလို့ဆောင်ရမယ့်ရေရရာကမိမိနေအင်္ဂါဖျားမှာ ထမင်းနှင့်ပြောင်းမှုကြော်နှင့်စက်ကတ်ကူတန်းခြင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လည်သွားမည်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။9ရက်9လ2025မှာ17ရက်9လ2025တပတ်တာဗုဒ္ဓဟူးသားသမီးချစ်ပြီဆိုရဲ့အလုတ်ကိန်းကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်။ဘုဒ္ဓဘုရားသမီးချစ်မိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့ပြဿနာနေနေရှိတယ်ဒီယူဆိုင်ပါတော့အထက်လူကြီးအကြီးကင်းများရဲ့ညှိုးတော်ခံရတပါတယ်ဒါကြောင့်တတိထားပါတံမှုကြီးရဲ့ပစ္စည်းတွေထွက်တပါတယ်အရေးကြီးသော ဆာရွက်စာတမ်းများပျောက်တက်ပါတယ်ဒီဝိစိတ်ပါနော်ပေးဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အဖက်ဖက်ကနေအကူအညီကောင်းလေးတွေထောက်ပံ့ကောင်းလေးတွေရဖို့ရှိပါတယ်။မြေကိစ္စအငွေအနှစ်နဲ့ပတ်သက်တဲ့ကိစ္စရည်တွေစကားပြောဆိုတဲ့အခါအောင်မြင်စေဖက်တပတ်တာပါ။အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့အဆင်ပြေပါမယ်။အိမ်အယောင်းဝယ်လုပ်တာအိမ်နဲ့ပတ်သက်ပြီးတော့အိမ်ငှားတာနောက်အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ပြင်တာအိမ်ဆောက်တာဒီလိုကိစ္စတွေဆောင်ရွက်တဲ့အခါမှာအဆင်ပြေအောင်မြင်စေဖက်တပတ်တာပါ။ဆွေမျိုးသားချင်းစီက နိုင်ရေးတရင်ကြီးချတတ်ပါတယ်။ ရန်အနေနဲ့တိုက်ခိုက်ရှိနေတဲ့ဂိမ်းဆိုင်ပါနော်မိမိသွားတယ်လာတဲ့နေရာ ပြောဆိုတဲ့အခါမှာပို့ပြီးတော့သတိလေးထားစေချင်ပါတယ်ကျမအရင်ကပတ်သက်ပြီးတော့ဆူချိုးရှိတယ်ဂိမ်းဆိုင်ပါနော်စီးဥစီကန်တွေပြရတဲ့တည်းအချင်းချင်းခါခါပြနေရတယ်တခါတည်းမပြီးတာမျိုးလေးဖြစ်တဲ့တည်းပို့ပြီးတော့ငွေကုန်တာမျိုးလေးလည်းကျွမ်းဝတ်တက်ပါတယ်အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့မိမိကိုယ်တိုင် အပြင်ကိုအချီးကဲတွေအတွက်ပူပန်နေရမယ်လို့တွေ့ရပါတယ် ကံနဲ့ပတ်သက်ပြီးတော့ကံအားကောင်းနေပါတယ်။ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ခုနှစ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ငွေကြီးကိစ္စကြီးစကားပြောဆိုတဲ့အခါမှာအစီအပြေလာပါလိမ့်မယ်။အဲ့တော့ငွေကြီးစကားပြောဆိုပြီးဆိုရင်မိမိအနေနဲ့အဆောင်ကောင်းလေးဆောင်သွားပြီးမှပြောဆိုရဲဆိုရင်ပို့ပြီးတော့ထိရောက်ပါတယ်။အဲ့ဒါကတော့ဗာလိဆောင်သွားမှလည်းဆိုရင်မိမိရဲ့ပတ်စံအိတ်ထဲမှာငွေတစ်ထောင်နဲ့အတစ်ကလေးတစ်ရွက်ကိုရင်းမွေးလေးဆွပြီးတော့ဆောင်သွားရင်ငွေကြီးကိစ္စစကားပြောဆိုတဲ့အခါအစီအပြေစီပါတယ်။ ကံနဲ့ပတ်သက်ပြီးတော့ကံအားကောင်းနေပါတယ်။ထီကူထီတို့ကန်ဆန်းခြင်းနဲ့ဆိုတော့နှစ်တလုံးထီတို့ကန်ဆန်းလို့ရပါတယ်။လည်းလာပါလေပွန်လန်းစီပဲတပတ်တာလို့တွေ့ရပါတယ်အဲ့တော့အားလုံးကိုချုံကိုပြီးတော့ဆရာမကြည့်လိုက်တဲ့အခါမှာဒီတပတ်လုံးကိုကြည့်လိုက်တာဘုဒ္ဓဦးသားသမီးတွေမိမိကအကျမ်းမရင်းနဲ့ပတ်သက်တဲ့ဝေဒနာလေးကိုပို၍ပြုစိတ်စီခြင်းပါတယ်ဒီတော့ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရာကောင်းလေးဆရာမပေးခြင်းပါတယ်ဘုဒ္ဓဦးသားသမီးချစ်မိတ်ဆွေပြုလို့ဆောင်ရွက်မယ့်ရည်ရာက ကြောင်ကလေးတွေကိုအစာဝဝလေးလေးကျွေးပြီးတော့ပုသူယူခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာပြည်လေသွားမိလို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။9ရက်9လ2015မှာ17ရက်9လ2015တပတ်တာကြာသာပရိသတ်တပိချင်းပိစုရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ကြာသာပရိသတ်တပိချင်းပိစုအလုတ်မှာမိမိအနေနဲ့တကယ်လို့ဆောင်နေအခါမှာအခက်ခဲတွေကြုံရတယ်ဆိုပေမဲ့အောင်မြင်မှုတွေကိုရရှိစေမယ့်တပတ်တာလို့မြင်နေပါတယ်။ တန်မှုကြီးသောပစ္စည်းများဝင်လာမစေရောက်ရှိလာမှာပဲတွေ့ရပါတယ်။မိစေပေါင်းတဲ့ပတ်သက်ပြီးတော့ချစ်သူခင်သူတွေပေါ်လာမယ့်တပတ်တာပါ။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်များစီစဉ်ညွှန်ကြားတဲ့အခါအစီအပြေပင်အောင်မြင်စေပင်မိမိအနေနဲ့အိမ်ဝဲချင်တာလားအိမ်ရောက်ချင်တာလားဒီလိုကိစ္စတွေစကားပြောဆိုတဲ့အခါမှာလည်းကိုပြောတဲ့အတိုင်းပဲနှုတ်ကနေအဝင်စင်းရွှေပြီးတော့မှတိတိယောက်ယောက်ပြောနိုင်တယ်လို့တွေ့ရပါတယ်။ စီဘူးသားချင်းစီရတရေကောင်းတွေကြားတပါရီအကူညီကောင်းတွေထောက်ပံ့ကောင်းတွေရရှိစီမဲ့တပတ်တာလို့မြင်ပါတယ်။ရဲအနေရဲ့အတိုက်ခိုက်လုံးဝမရှိပါဘူးရှင်။အချီးနဲ့ပတ်သက်ပြီးတော့မျက်နာအလွန်ပွင့်လန်းနေပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းသာယာတော့အိမ်တော်ကြီးလိုမြင်နေပါတယ်။ကျမကြီးနဲ့ပတ်သက်ရင်တော့ view site ပါအထိုက်အထမကောင်းတာလေးတွေဖြစ်တတ်ပါတယ်။အဲ့တော့အဓိကတော့ခါချောညက်တာနောက်ပြီးတော့တင်းမဆုံချောညက်တာလေးတွေကိုသတိထားပေးပါနော်။ အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့မိမိထက်သူတစ်ပါးကိစ္စတွေကိုအမြဲတမ်းပုံပန်နေရတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မလို့မအေးချမ်းသေးဘူးလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ရင်တော့ကံအားနေပါလိမ့်။ဒုဗိမဲ့ထီထိုးကံဆန်းခြင်းနဲ့ဆိုရင်တော့ကိုယ်တလုံးကိုထီထိုးကံဆန်းလို့ရပါတယ်။ငွေကြီးလက်လာပါများ။ပွင့်လန်းစီပဲတပတ်တာရှင်လန်းစီပဲတပတ်တာမပြုံနေသောငွေအစုလိုက်ပုံလဲရဖို့လဲတွေ့နေရပါတယ်။အောင်းနဲ့ပတ်သက်ပြီးတော့ပူပန်စရာလေးချုံကို ပြီးကြည့်လိုက်တဲ့အခါမိမိသည် ကိုပါလေးပဲလုံလို့ကိုလုံးတဲ့ကိစ္စရတဲ့အချိန်အဖက်ပကံလေးကိုကြီးကောင်းထောက်ပံ့ကောင်းနေရဘူးတော့ရှိတယ်။ဒို့ပင်ပဲကိုကလုံလိုက်တော့မေးဆိုတာနဲ့အဖြက်ပေါင်းစုံပေါ်လာတတ်ပါတယ်။ဒါတော့ဘလို့အဖြက်မျိုးပဲရှိနေပါစေဘလို့အခက်ကဲမျိုးပဲရှိနေပါစီလုတ်စီယာရှိတဲ့ကိစ္စကိုဒီဇိုင်းမပတ်ကလေးလုတ်ဆောင်သွားပြီဆိုရင်ပို့ပြီးတော့အောင်မြင်စေမဲ့တပတ်တာပါဒီတော့ဂျာတာဘီကာသမီးချင်းပြီဆိုရင်ကံထောက်ဖတ်ပြည့်စည်တဲ့ရေတရာကောင်းလေးဆံမပေးချင်ပါသေးတယ် ဇာတာပိသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရွက်မဲ့တပတ်တာရေရာလေးကမိမိရဲ့အိမ်ဖျားတော်၎င်းဝေးနေတောင်းတော်၎င်းထီးဖြူအသေးလေးတွေငါးလက်လူတန်းချင်းဖြင့်ခက်ခဲနေသောတပတ်တာပြည်လေသွားမိတို့တွေ့ရပါလိမ့်ရှင်။မင်္ဂလာပါရှင်။9ရက်9လ2025မှာ17ရက်9လ2025တပတ်တာတောက်ကြားသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါလိမ့်ရှင်။ တောက်ကြသားပြီးချင်းပြီးဆွေအင်မတန်မှအလုတ်ကံဒီကောင်းနေပါတယ်အလုတ်မရသေးတဲ့သူကလည်းအလုတ်ရဖို့ရှိနေပါတယ်ငွေကြီးကိစ္စလေးတွေလည်းအဆင်ပြေပဲတပတ်တာလို့မြင်နေပါတယ်တံမိုးကြီးသောပြည်စီများဝင်လာဖို့ရှိနေပါတယ်ခྱི་ကံလေးအရန်ကောင်းနေတယ်မမျော်လင့်တော့ခྱི་လေးတွေသွားတက်တယ်အဲ့ဒီခྱི་ဟာပျော်ရွှင်ဝယ်ရခྱི་ဖြစ်တတ်ပါတယ်အိမ်ကိစ္စတွေစီစဉ်ရတဲ့အခါမှာခေါင်းရှုပ်စရာအာရုံနှောက်စရာလေးဂျုံဝတ်တတ်ပါတယ် ရန်အန်ဒီရဲ့တိုက်ခိုက်လုံးဝလုံးဝမတွေ့ရပါဘူးရှင်။အချီအင်းနဲ့ပတ်သက်ပြီးတော့အချစ်တစ်တီတူလာတဲ့တဲ့မျက်နှာအရင်ပွေနေတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းသာရတော့အိမ်တော်ကြီးတို့မြင်နေပါလိမ့်။ကျမကြီးနဲ့ပတ်သက်တော့ဘယ်ယူဆိုင်ပါအဓိကတော့ကျမကြီးကကိုလက်နိုင်ကျိကြိုက်ခဲ့တဲ့ဝေဒနာလေးခံစားရတဲ့ပါလေအေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့ဗာလိပဲလို့လို့အမြဲတမ်းတဲတိရေပိုလေးတွေလောက်ရတာမျိုးလေးဖြစ်တဲ့ပါလေ ကံနဲ့ပတ်သက်ရင်တော့အားနေပါတယ်။ဒါ့ပြင်ပဲထီထိုးကန်ဆဲခြင်းနဲ့ဆိုရင်တော့ရှစ်တလုံးထီထိုးကန်ဆဲလို့ရပါတယ်။ငွေကြေးလက်လာပါများပွလန်းလာမယ်။ဒါ့ပြင်ပဲမိမိလက်ထဲမှာငွေမပြဲတာမျိုးလေးဖြစ်တတ်တယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါကိုကိုတိုင်းကလည်းပဲတစ်ဖက်သူကိုပြောတာဆိုတာလေးတွေမှာနည်းနည်းသတိထားပါ။မိမိရဲ့အပြောဆိုလေးတွေကြောင့်တစ်ဖက်သူကမိမိကိုတန်တရားဝင်တာနောက်အထင်မြင်မှားတာမျိုးလေးခံရတတ်ပါတယ်။ဒီတော့ကံထောက်ဖက်ဖြစ်စီတဲ့ ရတရားကောင်းလေးကိုဆရာမကပေးချင်ပါတယ်။ကြောက်ကြတာတမိချင်းမိတ်ဆွေပြုလို့ဆောင်ရွက်ရမယ့်ရတရားကအိမ်နာပတ်ဝန်းကျင်မှာရှိနေတဲ့တက်ကြီးရွယ်ဦးတွေကိုစီးဝါးတက်စာလူတိုင်းချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လည်သွားပြီတွေ့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်9ရက်9လ2025မှာ7ရက်9လ2025တပတ်တာစနေသားသမီးချင်းမိတ်ဆွေရဲ့လုပ်ကိုင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင် စနေသားသမီးချစ်မိတ်ဆွေအလုတ်ကိုင်းနေအင်တာမကောင်းနေပါတယ်နာမည်ကုန်တရင်တွေတက်ပက်တပက်တာလို့လည်းတွေ့ရပါတယ်တံမိုးကြီးသောပြည်စီများ ဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းတင်တဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစရာတရင်များချမ်းအပ်တတ်ပါတယ်အိမ်နဲ့ပတ်သက်ပြီးတော့ဆိတ်ရှုပ်စရာတွေကြုံရတတ်ပါတယ်ရှင်မြူသားချင်းစီမှာအကူကြီးကောင်းတွေထောက်ပံ့ကောင်းတွေကြံကြံကောင်းတွေရရှိစေမယ့်တပတ်တာပါ ရန်အနေနဲ့လုံးဝလုံးဝမတွေ့ရပါဘူးရှင်မိမိအနေနဲ့ရန်အတိုက်အခံမရှိတဲ့အပြင်ချစ်သူခင်သူ ပေါ်လာပေးတပတ်တာလို့တွေ့ရပါတယ်အချီးအင်းနဲ့ပတ်သက်ပြီးတော့အင်တာမမျက်နှာတွေပွင့်နေတယ်ဆန်းပွင့်နေတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာရသောအိမ်တော်ကြီးလို့မြင်ပါတယ်ကျမ်းမာကြီးနဲ့ပတ်သက်ရင်တော့ဂိမ်းစိတ်ပါလက်တချမ်းဟာခန္ဓာကိုယ်တချမ်းပေါ့နော်ခန္ဓာကိုယ်တချမ်းရဲ့အဲဒီလက်တစ်ဖက်ဟာကြိုက်ခဲနာကျင်နေတဲ့ဝေဒနာမျိုးတွေခံစားရတတ်ပါတယ် အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အရာရာမှာ ကိုတီဥဆောင်နေရတာကိုတီလုံးဆောင်နေရတယ်။ဘာလေးပဲဖြစ်ဖြစ်ဥစည်းနေရတဲ့သူဆိုရင်ပို့ပြီးတော့မှပင်မန်းစရာတွေတစ်ခုပြီးတစ်ခုကြုံရတတ်ပါရဲ့။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါတယ်။ထီထိုးကံစမ်းခြင်းနေဆိုရင်တော့သုံးတလုံးထီထိုးကံစမ်းလို့ရပါတယ်။ဝီကြီးလက်လာပါများပွန်လန်းစီပဲတပတ်တာရွှင်လန်းစီပဲတပတ်တာလို့မြင်ပါတယ်။ကံနဲ့ပတ်သက်တဲ့ငွေတွေအစုလိုက်ပုံလိုက်ဝင်လာမယ်လို့တွေ့ရပါတယ်။ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါမိမိတီကိုလုံးနေတန်လန်းနေကိုကမိသားစုအတွက်အလုပ်လုပ်နေတယ်ဒါမှမဟုတ်မိသားစုအတွက်ငွေကြေးကိစ္စပြောဆိုနေရတယ်ဒီလိုကိစ္စရဲ့မျိုးမှာတခါတည်းတစ်ချိန်တည်းမပြီးဘဲနဲ့အကြီးကြီးခါခါလှုပ်ဆောင်နေရတာမျိုးတွေတော့ကျင်ဝတ်တပါတယ်ဒီတော့စနေသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရည်ရည်အကောင်းလေးဆရာမပေးချင်ပါသေးစနေသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်ရည်ရည်ကမိမိနေအိမ်ကဖျားမှာ တာကူချိုတပကံလူတိုင်းချင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လည်သောမိန်းလူတို့ရပါတယ်ရှင်